အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံလွတ်လပ်ရေးရပြီ1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီမြန်မာနိုင်ငံတော်ကြီးကိုကမ္ဘာအလယ်မှာဝင့်ကြွားစွာအုပ်ချုပ်ခဲ့တယ်ဒီဥပဒေကိုဖျက်ဆီးတဲ့သူဒီဥပဒေကိုဖျက်ဆီးဖို့အားပေးတဲ့သူမှန်သမျှဟာနိုင်ငံတော်ရဲ့တစ္ဆေပေါက်တွေဖြစ်တယ် ဒါကြောင့်အာနာရှင်ဥနေဝေးရဲ့1982နိုင်ငံသားဥပဒေဟာလူမျိုးကြားဘာသာခြားလို့တုံးဆွဲကအထူးသဖြင့်အစ္စလာမ်ဘာသာဝင်တွေကိုနှိပ်ကုပ်ဖို့အတွက်ပြဋ္ဌာန်းထားတဲ့စာအုပ်တအုပ်မျှတာဖြစ်တယ်။ဒါကြောင့်မို့လို့ အခုဒီဥပဒေကိုလိုက်နာကျင့်သုံးတဲ့လူတွေထဲမှာအထူးသဖြင့်မြန်မာနိုင်ငံသားတွေတော်တော်များများရှိတယ်အမှန်တကယ်ကဒီလိုမတရားတဲ့ဥပဒေတွေကိုကျွန်တော်တို့အနေနဲ့လိုက်နာရမှာမဟုတ်ပဲဒီလိုမတရားတဲ့ဥပဒေတွေကိုဆန့်ကျင်ပြီးတော့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုကမ္ဘာအလယ်မှာရခင်အတိုင်းရှိလာစေဖို့ဆွဲတင်ရမှာဖြစ်တယ် ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်တရားဖြစ်တယ်။သို့တော်လည်းပဲဒီထောင်982နိုင်ငံသားဥပဒေကအထူးသဖြင့်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုဖိနှိပ်ချုပ်ချယ်ဖို့အတွက်တတိယအဖြစ်ခိုးဝင်ဘင်္ဂါလီတွေပါလို့ဆွတ်ဆွဲပြီး ဒီလူမျိုးစုကိုတပိုင်းဖျောက်ဖို့အတွက်မတရားညှဉ်းပန်းနှိပ်စက်ပြီးเนาะမိမိတို့ရဲ့မွေးရည်မျိုးကိုစွန့်ခွာပြီးတော့ဟလာမတရားဖိနှိပ်ဖို့အတွက်တွန်းအားပေးနေတဲ့အထူးသဖြင့်ဒီစာအုပ်ကြီးဟာ genocide ကိုတွန်းပို့သွားတဲ့စာအုပ်တအုပ်မျှတာဖြစ်တယ်။ဒါကြောင့်မို့လို့ကမ္ဘာအလယ်မှာ ဂျန်နိုဆိုက်ဆိုတဲ့ပုံမှန်နဲ့မြန်မာနိုင်ငံမှာရောမြန်မာနိုင်ငံတော်ကိုအုပ်ချုပ်တဲ့အစိုးရတွေမျိုးပေါ့ ICJ ICC တွေကတတ်မှတ်ထားတဲ့အတိုင်အရေးယူဆောင်ရွက်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီပွဲတွေကိုတခြားပြန်ကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်မှာရှိနေတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဟာ အောက်ခြေမှာရူဟင်ဂျာလို့ခေါ်တဲ့ဒီလူမျိုးတွေကိုဖိနှိပ်ဟာလာတပ်ဖြတ်နေပြီမဲ့လေတဖက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အပေးယူစီးပွားရေးကဏ္ဍမှာကအစအားလုံးတာယာနေတာကိုအဆင်ပြေနေတာကိုကျွန်တော်တို့တွေ့ရတယ်။ချုံမြတ်နိုင်တို့ဘက်ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုအာယုံတွင်းထားတာကဘာလဲဆိုရင် အမှန်တကယ်ကဒီလူတွေကဘင်္ဂါလီလို့ခံယူရမှာတကယ်လို့ဘင်္ဂါလီလို့ခံယူလိုက်မယ်ဆိုလို့ရှင်နော်ဒီလောက်နည်းနည်းနော်နော်လူတွေကခင်ဗျားတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်သွားမှာအဲ့ဒီလူတွေကကျွန်တော်တို့ဘက်အချမ်းမှာဟာလားဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ခံယူလိုက်ခြင်းအပြင်ပို့ပြီးတော့မှဘင်္ဂါလီတွေအတွက်နေပြည်အင်အား စီးပွားရေးအခြေအနေတွေအားလုံးကပိုပြီးတော့တိုးတက်ကောင်းမွန်လာမှာစသည့်အပြည့်အာယုံတွင်းတယ်ဆလော့ဘင်္ဂါလီလို့ခံယူတဲ့ခံယူစေခြင်းတဲ့နေရာမှာဘင်္ဂလားဒေ့ရှ်လည်းပါတယ်ဒါကြောင့်ကျွန်တော်အရင်တစ်ခေါက်ကလည်းပြောတယ်ဒီဘင်္ဂလားဒေ့ရှ်တွေကဒီရိုဟင်ညာတွေကရိုဟင်ညာအမိခံယူတာထက်ဘင်္ဂလားဒေ့ရှ်အမိခံယူတာကိုသူတို့ကပိုကြိုက်တယ်နော်ဒါကြောင့်မို့လို့သူတို့ဟာလာလူတန်းပေါင်းများစွာ ဘင်္ဂါလီတွေဟာမြမမြေရဲ့မြေပုံမှာတမိုင်းကြောင်းရဘင်္ဂါလီတွေဖြစ်တယ်လို့လက်ခံလိုက်ပဲဆိုလို့ရှင်အချိန်မီအဲ့ဒီနေရာကိုဘင်္ဂါလီတွေတတ်သိမ်းလိုက်လို့ရတယ်သို့တော်လည်းပဲတမိုင်းကြောင်းရတရှိခဲ့တဲ့လူညာလူမျိုးဟာဒီနေရာကိုဘင်္ဂါလီဆိုတဲ့အစိတ်ပိုင်းလုံးဝအဖြစ်မခံနိုင်ဘူးဒါဘင်္ဂါလီရဲ့အစိတ်ပိုင်းမဟုတ်ဘူးเนาะတစ်ဖက်မှာရှိနေတဲ့ဘူဒီရောက်မောင်းတော့ကနေပြီးတော့ ဒီလိုပြဿနာတွေရဲ့အပေါ်မှာထပ်ပြီးတိန့်ဆောင်လာပြီးဘင်္ဂလားဒေ့ရှ်နယ်ပတ်မှာခေတ္တခဏကော်ပစားမှာဒုက္ခတွေစကန်ဖြစ်နေကူညီထားတာကိုတော့ဘင်္ဂလားဒေ့ရှ်ကိုကျေးဇူးတင်ရမယ်သို့တော်သူတို့ကဘင်္ဂလီတွေမဟုတ်ဘူးခင်ဗျားတို့ဘယ်လိုပြောပြောဒီကဘာတီတွေသူတို့ဟာဘယ်တော့မှဘင်္ဂလီတွေဖြစ်ဖို့မရှိဘူးနော်ဒါကြောင့်မလို့ရခိုင်တမျိုးသားလုံး ခင်ဗျားတို့ဘင်္ဂါလီဆိုတဲ့အခေါ်အဝေါ်ကိုမျှော်လင့်မထားပါနဲ့ဘင်္ဂါလီအခေါ်အဝေါ်နဲ့တိုင်းရင်းသားပေးမယ်ဆိုရင်တော့ဒီလူတွေကလက်ခံမှုမရှိပါဘူးเนาะသူတို့လည်းတစ်ခေတ်တစ်ခါကကိုတိကိုနန်းနဲ့ရခိုင်ပြည်နယ်မှာရှိခဲ့ကြတဲ့သူတွေပါခင်ဗျားတို့လည်းစာတက်ပေတက်ပုံကူတွေပါပဲခင်ဗျားတို့လည်းစင်ကြင်တွေးတော်နိုင်စွမ်းရှိတဲ့သူတွေပါပဲเนาะ မတို့အတင်းအတ္တမဆွတ်ပြီးတော့ခမတို့ညင်းနေတာတွေကဒါဖောင်းမဝင်ဘူးဘယ်တော့မှလည်းဖောင်းဝင်လာဖို့မရှိဘူးဒီနေ့ကမ္ဘာအတိုင်းဝိုင်းမှာကလည်းရိုဟင်ဂျာဆိုတဲ့တမိုင်းကြောင့်ကိုကြဲကြဲပြက်ပြက်သိရှိထားပြီဖြစ်တယ်နော်ဆိုတော့ကျွန်တော်ပြောပြီးပြီဟိုးဘာကြောင့်ဒီလိုပြဿနာတွေဖြစ်ရတာလဲဘာကြောင့် ICJ ရောက်သွားတာလဲဘာကြောင့် ICC ရောက်သွားတာလဲ ုလတမကကဒီကိစ္စတွေကိုအချိန်ချင်းဘာကြောင့်ဖြေရှင်းရတာလဲဆိုတာအထူးသဖြင့်ပေါ့ဗျာဒီရိုဟင်ဂျာတွေကသူတို့နယ်မြေမှာသူတို့အေးအေးချမ်းချမ်းလောက်ကင်စားတောက်ပြီးတော့သူတို့ဟာလားအေးအေးချမ်းချမ်းနေလို့ရတယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြောင်းမဲ့ထွက်ပြေးစရာဘာအကြောင်းမှမရှိဘူးဒီကနေ့သူတို့ရဲ့ဟာလားမွေးရပါအခွင့်အရေးတွေဆုံးရှုံးတယ်မှတ်ပုံနေနေတိတ်တင်းခံရတယ် တကောင်ချင်းတွေတိတ်ချင်းခံရတယ်နီးမျိုးစုံနဲ့တက်ဖြတ်နေတယ်เนาะခေအဆက်ဆက်ဒီလိုမျိုးအာနာရှင်တွေဒီနေရာကိုဖိနှိပ်ချုပ်ချယ်ခဲ့တယ်เนาะရခိုင်ပြည်သူတွေလည်းဒုက္ခပေးခဲ့တယ်အခုလက်ရှိရခိုင်တပ်တော် AA ကလည်းသူတို့ကိုတက်ဖြတ်နေတယ်ယနေ့အချိန်ထိရွှင်ကြာတွေရဲ့ဘဝဟာလုံခြုံမှုမရသေးဘူး။နော်။သူတို့ရဲ့ဘဝဟာ ဘာမှမထူးကြသေးဘူးအဲ့ဒီလိုအခြေအနေမျိုးရောက်နေတာကိုနော်ဘယ်လိုနည်းနဲ့မှမျှော်လင့်ချက်မရှိတော့ဘူးဆိုရင်ခင်ဗျားတို့မဖြစ်စေချင်ဘူးဆိုတော့ပြည်နယ်ခွက်ထွက်ရေးကိစ္စတွေဖြစ်လာနိုင်တယ်ကျွန်တော်ပြောတော့သိတယ်နော်ခင်ဗျားတို့အချိန်မီမဆောင်ရွက်ဘူးဆိုရင်ခင်ဗျားတို့ရခိုင်ပြည်နယ်ကပဲ့သူကပဲ့သွားစရာအကြောင်းရှိတယ်ခင်ဗျားတို့ဒါကိုဖဲ့ထုတ်နေတာနဲ့တူနေတယ် ျွန်တော်ပြောချင်တာကဘယ်တော့မှရိုဟင်ဂျာတွေပြည်နယ်မတောင်းခဲ့ဘူးဆိုတာမှန်တယ်ဘယ်သူစီကမှအခုနိုင်ငံတကာကလည်းပြောနေတာပြည်နယ်ပေးပါလို့တခါမှမပြောဘူးသို့တော်လည်းပဲသူတို့ဟာလာသူတို့ရဲ့ဘွေးရပါအခွင့်အရေးကိုသူတို့တောင်းဆိုနေတယ်အဲ့ဒါမရဘူးဆိုရင်တော့နိုင်ငံတကာကခင်ဗျားတို့ကိုဘယ်လိုစီရင်မလဲဆိုတာကိုခင်ဗျားတို့စောင့်နေကျွန်တော်ဆိုလိုချင်တာက ဒီလိုကိစ္စတွေဖြစ်လာအောင်လူညာတွေဖန်တီးတာမဟုတ်ဘူးဒီလိုအခြေအနေမျိုးထိရောက်သွားတာတွေကခင်ဗျားတို့ဒေတာခန့်ရခိုင်တိုင်းရင်းသားတွေကဖန်တီးနေတာအာငါတို့လူမျိုးမဟုတ်ဘူးခိုးဝင်ပင်ဂါလီတွေအဲ့တော့မင်းတို့ကအဲ့ဒါဒီမှာမနေရဘူးမင်းတို့နိုင်ငံမင်းတို့ပြန်ခင်ဗျားတို့ဗဇက်ဥပဒေတွေနဲ့လုံးလို့မရပါဘူးနိုင်ငံတစ်ခါကရောဟာလာဒီလူတွေကိုဘင်္ဂလားဒေ့ရှ်လို့တတ်မှတ်ထားတာမဟုတ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကိုပြန်ပါဆိုပြီးနိုင်ငံတကာကဖိအားပေးနေတာမရှိဘူးအဲ့တော့ခင်ဗျားတို့ကအုံနှုံရှိတယ်ဆိုရင်ကျွန်တော်စကားနည်းနည်းပြောမယ်ခင်ဗျားတို့ရခိုင်နေအုံနှုံရှိတယ်ဆိုရင်ခင်ဗျားတို့ဒီရိုဟင်ဂျာတွေကိုခင်ဗျားတို့ဟာလားအမြန်စီးလုံးညင်ညောက်အောင်လုပ်လိုက်ပါဒီရိုဟင်ဂျာတွေနဲ့ခင်ဗျားတို့တင့်မြတ်နေတဲ့ခင်ဗျားတို့ရခိုင်ပြည်နယ်ကြီးဟာလားကွဲထွက်သွားမှာမဟုတ်ပါဘူး မဟုတ်ဘူးဆိုလို့ရှိရင်တော့သူတို့မြေသူတို့ရေကိုတော့သူတို့ရအောင်တင်ပိုက်မယ်ဆိုတာကိုတော့ကျွန်တော်မြင်နေတယ်။ဒါကြောင့်မို့လို့ခင်ဗျားတို့အခုလုံနေတဲ့လောက်ရက်တွေခင်ဗျားတို့ကီးဘုတ်တူရဲကောင်းလုံနေတဲ့ရက်ခိုင်နေခင်ဗျားတို့ရက်တန်းကရက်လိုက်နော်ရိုဟင်ဂျာတွေကိုခင်ဗျားတို့အတိမတ်ပြုသူတို့ကိုတိုင်းသားအခွင့်အရေးတွေပေးပြီးတော့ခင်ဗျားတို့ရင်ကြားစေရေးအတွက်ကိုခင်ဗျားတို့စဉ်းစားပါဆိုတော့အားလုံးကိုကျေးဇူးတင်တယ် ဒီဗီဒီယိုကိုများများ share ပေးဖို့တောင်းဆိုရဲအထူးသဖြင့်ရခိုင်အုပ်ချုပ်ရေးအဖွဲ့ထွန်းမြတ်နိုင်တည်ဖို့အတွက်ဖြန့်ဖြန့်ဝေပေးပါเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်